Hello အားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ The Guardian ရဲ့ Jimmy Jackson report အရ Ruben Amorim ဟာကျွန်တော်တို့ Premier League ဒီနေ့ရရှိမယ့်ကစားမဲ့ Newcastle နဲ့ပွဲစဉ်အတွက် Andre Onana ကိုလူစင်းရင်းနဲ့ထည့်မလာဘူးဆိုပြီးတော့ကျွန်တော်တို့သိရတယ်ဆိုတော့ United အသင်းရဲ့လူစင်းရင်းနဲ့ကျွန်တော်တို့ Newcastle ကိုသွားတဲ့အခရီးမှာ Andre Onana ပါမလာဘူးပုံများဆိုတော့ကျွန်တော်တို့ LD Bayerna ဟာ Manchester United ကစားသမားဘဝဘဝနဲ့ Premier League debut ကိုကျွန်တော်စပင်တော့စပြီးတော့ကျွန်တော်တို့ကစားမယ် ကျွန်တော်ဘိုင်ယနာအတွက်တော့ကျွန်တော်ဒါတကယ်အကြေအခွင့်အရေးပေါ့လေဒါအန်ဒရယ်ဦးနန်းနာအတွက်လည်းဒါဟာသတိပေးတဲ့အရာမျိုးလို့ကျွန်တော်ယူဆတယ်တခုတော့ရှိတာပေါ့ဗျာနော်ဒါဒါကတော့ဝမ်းသာစရာပေါ့အာနျူကာဆန်ရဲ့ပွဲစဉ်မှာကျွန်တော်မပါစီချင်ရဘူးပြည်တနာကဒီပွဲအနာပြီးပြီးတော့ကျွန်တော်တို့လိုင်ယွန်နဲ့ဒုတိယဒုတိယကြောကြမှာပါလာရင်တော့နော်အာပို့ပြီးတော့တိုင်ပတ်အောင်မယ်လားနော်လိုင်ယွန်နဲ့ဒုတိယကြောကြကျွန်တော်အများကြီးရေးကြည့်တာဘူးနော်အများကြီးရေးကြည့်တဲ့ဖွင့်ဆိုတော့တိုင်ကပတ်အောင်မှာအိုက်ပွဲအတွက်အနာပေးထားတယ်လို့ပါလို့ဆိုလို့ရှင်ဒါပေမဲ့တေချာတာတစ်ခုကတော့ ီနျူကာဆင်ရဲ့ပွဲစဉ်တွေကအိုနာနာလူစင်းနဲ့ပါမလာဘူးဆိုတာကဒါအပေါင်းလက္ခဏာဆောင်းနေရပဲဒီကစားမကလက်ရှိမှာဘလူးမတ်အချီနေအစဉ်ပြေးမနေဘူးเนาะဟိုဂိုဖန်တဲ့နေရာတွေမှာလည်းပေါ်ဒီပေါ်စာတအားနိုင်တယ်အမားတွေလည်းတအားများတယ်မကျူးလွန်တဲ့အမားတွေကျူးလွန်တယ်တတော်ကြီးကိုအစဉ်မပြေးတာဆိုတော့ဒါဒီချိန်ကအတင်းတော်ဆုံးအချိန်ပဲဖြစ်တင်ဖြစ်တတ်တဲ့အရာဘာမှ complain တက်လို့မရဘူးဗျာဒီလားဟာနီးပြဖြစ်သူကဒီလိုဒီလိုမဆက်ဆံတင်ဘူးဆိုပြီးတော့လည်းကျွန်တော် complain ကတက်လို့မရဘူး နော်ဒီချိန်ကကျွန်တော်ဒါလှုပ်တင်လှုပ်ထိုက်တဲ့ချိန်ပဲအပြောင်းလဲကဆိုတော့ new car စနေပွဲစဉ်မှာဘိုင်နာဖန်းနာအစဉ်ပြေတယ်ဆိုလို့ရှိရင်လိုင်ယွန်နဲ့ပွဲစဉ်အတွက်ပါသူ့အတွက်အခွင့်အရေးကောင်းရာကောင်းရနိုင်တယ်ဘာလို့လဲဆိုတော့အကယ်လို့မြန်ဒီပွဲအချိန်ကြီးကောင်းပြီဆိုလို့ရှိရင်ဗျအချိန်ကြီးကောင်းတဲ့ဂူဒမားကြီးကိုဟိုခြံထားခဲ့ပြီးတော့ပြီးတယ်မလားပထမအကြုံမှာအမားတွေတောက်လျှောက်လှုပ်ထားပြီးတော့နှစ်ကိုးစလုံးသူ့ကြောင့်ပေးထားတဲ့ကျွန်တော်တို့ဒီဂူဒမားကြီးကိုထည့်လာလိမ့်မယ်လို့ကျွန်တော်တို့မထင်ဘူးဆိုတော့ เนาะဒီဒီဘိုင်ယန်ဒါတွက်ကအခွင့်ရေးပါဘိုင်ယန်ဒါနေနဲ့သူဘာလုံးပြနိုင်မလဲကျွန်တော်ကြည့်ရမယ် MODIN လက်အောက်မှာ LG ဘိုင်ယန်ဒါကကျွန်တော်တို့ဒီပုံစံကောင်းတွေပြထားတယ်သူဒီပြင်တော့ကျွန်တော် FA Flash မှာပေါ့เนาะ FA Flash မှာဆိုလို့ချင်းအမှားတွေပါကြီးဂျူးလို့မထားဘူးအဲ penalty အဆုံးပြတ်ဒီမှာဆိုလို့ချင်းလည်းပဲတကယ်ကောင်းတဲ့ performance တွေကျွန်တော်တွေ့ထားရတယ်ဆိုတော့ Andre Unana က penalty ဖမ်းတာတွေဘာတွေဘလို့မှအဆင်မပြေသလိုတာမန် goalkeeper တောင်မှဘလို့မှအခြေအနေမကောင်းဘူးဆိုတော့ ိုင်ယွန်ရဲ့ဒုတိယကြော့ကလည်းပင်နေဒီတွေကြီးမသွားဘူးလို့ကျွန်တော်ပြောလို့မရဘူးဆိုတော့ဘိုင်နာအတွက်အခွင့်အရေးရှိပါတယ်ဘိုင်နာအတွက်အခွင့်အရေးရှိပါတယ်ဆိုတော့အဲ့အခွင့်အရေးရှိတဲ့အနေထားမှာကျွန်တော်တို့ဒီဘယ်လိုပြောမလဲဒီဒီပွဲကသူ့အတွက်တကယ်တကယ်ရွှေပဲဗျာဒီလားဘိုင်နာအတွက်ကငူသူဘာကောင်းလဲသူဘာလို့ပြနိုင်တယ်လဲဆိုတာဟောဖြစ်ရမှာတေချာတာတကူကလာမက်နွေရာဒီအပြောင်းရွှေအတွက်ကျွန်တော်တို့ဂိုးသမား၂ယောက်စလုံးကိုတော့ပြောင်းလဲဖို့ကျွန်တော်မလွယ်ဘူးသူတို့အန်ဒရယ်ဦးနန်းနဲ့ဘိုင်နာ၂ယောက်ထဲကတယောက်တော့ကျန်းမှာပဲဘိုင်နာကလည်း ဟိုလာမယ့်နေရာဒီပြောင်းရွှေ့မှာအတင်းပြောင်းကျင်နေတာအထူးသဖြင့်တော့ဒီအရန်ကူမှာပဲနေနေရတော့2026ကမ္ဘာဖလားမှာသူတူရကီအတွက်ပါကျင်နေပေါ့နော်ဆိုတော့သူပွဲကစားဝင်ပူရမယ့်အတင်းကိုပူပြောင်းကျင်နေအန်ဒရယ်ဦးနနာကိုလည်းကျွန်တော်ကလည်းရှိဆက်ထားလို့အဆင်မပြေတော့တဲ့အနေအထားမျိုးဆိုတော့နှစ်ယောက်စလုံးတော့လက်လွတ်ဖြစ်မယ်လို့ကျွန်တော်မထင်ဘူးဆိုတော့အဲ့ဒီအတွက်လည်းဘိုင်နာ chance ကို ပေါ့နော်အတင်းမှာဆက်ပြီးတော့နေရမယ့် chance ကိုသူ increase လုပ်ဖို့အတွက်ဒါအခွင့်အရေးကောင်းနေပဲဒါကြောင့်ကျွန်တော်ကတော့ Newcastle နဲ့ပွဲမှာဘိုင်နာချီလက်စွမ်းပြနိုင်မယ်ဆိုလို့ရှိရင် လိုင်ယွန်နဲ့ပွဲမှာပါအချင်းကြီးကောင်းနိုင်တယ်ပါဖို့အကယ်လို့လိုင်ယွန်နဲ့လိုင်ယွန်နဲ့ပွဲမှာပါဘာအမှားမမလုပ်ဖွင့်တဲ့အချင်းကြီးကောင်းနိုင်တယ်ဆိုလို့ရှိရင်နောက်ပရီးမီးယားလိပွဲစဉ်ဒီမှာလည်းသူ့အတွက်ပွဲကစားခွင့်တွေရဖို့ပို့ပြီးတော့အချင်းကြီးကောင်းနိုင်တယ်လို့ကျွန်တော်ထင်တယ်။ဦးနန္ဒာအတွက်ကတော့ဒီအမှားတွေကိုဟိုကျွန်တော်ကတော့နောက်လည်းတွေးနေရအောင်မယ်လို့ထင်တာပဲเนาะပွဲတိုင်းကြီးမဟုတ်တော့မှเนาะကျွန်တော်တို့ဒီမကြာခဏဆိုလို့တွေးရအောင်မယ်လို့ထင်တာပဲဦးနန္ဒာကိုသာတုံးမယ်ဆိုရင်ဒါအခုကတော်သိနေပြီဗျာကျွန်တော်တို့သူစရောက်ကြတဲ့ကဘောနော်ဟိုအမှားတွေလုံနေတာတွေလည်းလုံလုံလာပြီ နော်တန်း30တို့ပါတို့နဲ့တကယ်သာခေါ်မဲ့အသိရှိတယ်ဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့လက်လွတ်ဖို့အတွက်ကျွန်တော်တို့ကြည်တင်နေပြီပေါ့နော်ဘလို့မှလက်ခံစရာရှိတဲ့အခြေအနေမျိုးကျွန်တော်ဟုတ်မနေဘူးလက်ခံတင့်နေနေတိုင်းမျိုးကျွန်တော်ဟုတ်မနေဘူးဘုနနာကိုလုံးဝအပြောင်းလဲလုပ်တင်တဲ့အချိန်ကျွန်တော်ရောက်နေပြီအဲဒါကတော့ဂျားထဲမှာဟိုတခြားလူစင်းရင်းနဲ့တော့မှထည့်မလာဘူးဆိုတော့ကနည်းနည်းစားရတယ်ဘာလို့လဲဆိုတော့ပုံမှန်အားဖြင့်ဆိုလို့ရှိရင်ကစားမတရားကိုခြံခဲ့တယ်ဆိုလို့ရှိရင်အယံကုန်ပဲဗျာသိလားအခုကလူစင်းရင်းနဲ့ကမှခြံခဲ့တာလုံးဝဘုနနာကိုကျွန်တော်လူဒီ ညူကာဆယ်ကိုသွားတဲ့စင်းနေကိုပါမလာဘူးဆိုတော့ဘာမှထက်ဖြစ်လို့လဲပေါ့နော်ဘာမှထက်ဖြစ်လို့လဲဆိုတော့ဟိုပြောချင်တာ injury တို့ပါလို့ပြောတာပေါ့နော်အဲကျွန်တော်ကတော့ Lion နဲ့ဒုတိယအကြောကိုအဲ့ဒီပွဲအတွက်ကျွန်တော်တို့ကအနာပေးထားတယ်ဆိုတာမျိုးတွေလည်းကျွန်တော်တို့ပေါ့နော်သိနေရတယ်ဆိုတော့အခါကျတော့ဒါအဆင်မပြေအသည် Lion နဲ့ပွဲတော့ပါလို့မရဘူးဆိုတော့ Bayern ကိုပဲကျွန်တော်အားကိုးရမှာပဲဒီညညူကာဆယ်နဲ့ပွဲက Bayern ကိုမြင်ဘာကြောင့်လဲဆိုတော့ညူကာဆယ်ကတော့ချောက်ကန်မှာစိတ်ချကန်လိုက်မယ်နော် ဘိုင်နာပါလို့ကျွန်တော်တို့မရှုံးတော့ဘူးလို့ဘိုင်နာပါလို့ကျွန်တော်တို့ဘောနော်ဂိုးဒီလုံးဝမပြီးရတော့ဘူးလို့ဆိုလိုတာတော့မဟုတ်ဘူးပေါ့လေ LD ဘိုင်နာလည်းပဲသူလုံးနိုင်တာရှိမှာပေါ့နော်ဒါအရန်ကုန်ကိုရောက်နေတယ်ဆိုကြတဲ့ကအလကားမဟုတ်ဘူးဗျာဒီလားအရန်ကောင်းလို့နေလို့ရှိရင်ကျွန်တော်အရန်ကုန်ကိုရောက်နေမှာမဟုတ်ဘူးအလစ်ဆန်ပါကားလို့ပါလို့ကောင်းနေအရန်ကုန်ကိုရောက်နေမှာမဟုတ်ဘူးနော်ဆိုတော့အရန်ကုန်ကိုရောက်နေတယ်ဆိုကြတဲ့ကဒါကျွန်တော်တွေ့နိုင်တယ်သို့တော့ ်ဦးနန်းနာလိုမျိုးမဖြစ်တဲ့အမှားတွေကိုကျွန်တော်တို့ဒါမကျူးလွန်ဘူးလို့ဘာလို့ဆိုလို့ရှင်တော့အစဉ်ပြေတာပေါ့လေဆိုတော့ဒီညဦးနန်းနာမပါဘူးဘိုင်းနာပွဲထွက်လာမယ်ညီကတို့အနေနဲ့ရောဘယ်လိုမြင်ကြလဲအဲလိုင်ယွန်ရဲ့ဒုတိယကြော့အတွက်ကောဦးနန်းနာကြီးကိုဆက်ပြီးတော့မြင်အောင်မယ်လို့ထင်ကြလားဆိုတော့ဒီညပွဲစဉ်ပေါ်မှာမူတည်တယ်လို့ကျွန်တော်ထင်တယ်ဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်